င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်။ပူဝင်းမြင့်နဲ့ဒေါအောင်ဆန်းစုကြည်တို့ရဲ့အသံအနည်းကိုအထူးစိုးရိမ်နေလို့ NUG ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မတရားဖန်ဆီးချုပ်နှောင်ခြင်းခံထားတဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်တို့ရဲ့ကျမ်းမာရေးနဲ့အသံအနည်းကိုအထူးစိုးရိမ်မိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကဆိုပါတယ်။ဇူလိုင်လ၁ရက်မှာပြုလုပ်တဲ့ NUG အစိုးရရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာပြည်ထောင်စုဝန်ကြီးချုပ်ရုံပြောခွင့်ရဦးနေဖုံးလက်ကထပ်ပါတိုင်ပြောတာပါ။ နိုင်ငံကောင်ဆောင်နေဖြစ်တဲ့နိုင်ငံတော်သမ္မတအဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကအကြံဖတ်စတဲ့ရမတရားဖန်ဆီးချုံနောင်မှုကိုခံထားပြီးလုံလောက်တဲ့စေဝါကုသမှုတွေရရှိမနေတာကြောင့်နိုင်ငံကောင်ဆောင်တွေနဲ့နိုင်ငံရေးအင်တာရီအားလုံးရဲ့စံမှိုင်းတဲ့အသက်အန္တရာယ်ကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အထူးပဲစိုးရိမ်မကင်းဖြစ်မိပါတယ်လို့၎င်းကပြောပါတယ်။ စီယုံစုလောက်ခန့်အချင်းထောင်များကအချင်းဦးစီးရာရှိများနဲ့တာဝန်ရှိသူများအနေနဲ့နိုင်ငံရေးကျင်းသားတွေပေါ်ရက်ဆက်စွာဖိနှိပ်နေတဲ့လုပ်ရက်တွေအတွက်တာဝန်ယူတာဝန်ခံအမှဖြစ်ကြောင်းလည်း NUG အစိုးရကတည်ပြီးလိုက်ပါတယ်မန္လာ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်းကြီးကြောင့်မန္တလေးဥပုထောင်တွင်တရားရကစေကူတာမှုနှောင့်နေတဲ့အတွက်မတည်သင့်မဲ့တည်ဆုံးခဲ့တဲ့နိုင်ငံရေးကျင်းသား90ကျော်ရှိကြောင်းလည်းဥနေဖုံလက်ကဆိုပါတယ်ဇွန်လ29ရက်ကလည်းမန္တလေးဥပုထောင်မှာမတရားအကျဉ်းချခံထားတဲ့မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦး69နှင့် တ်တရက်အမော်ဖောက်ပြီးကြာဆုံးခဲ့ခြင်းပေါ် NUG အစိုးရအနေနဲ့မိသားစုနဲ့ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းလဲဆိုပါရယ်။အိုးဘိုတောင်မှာ2024ခုနှစ်အောက်တိုဘာနဲ့နိုဝင်ဘာလအတွင်းမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာစောမြင့်မောင်လျှက်စစ်နဲ့စွမ်းရင်ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်နဲ့နိုင်ငံရေးကျင်းသားကိုစိန်လင်းခေါ်အငယ်လေးတို့ဆက်တိုက်ဆိုသလိုကြာဆုံးခဲ့ပါရယ်။ထောင်များမှာကျမ်းမာရေးဆောင်ရှောက်မှုလုံလုံလောက်လောက်မရရှိမှုနဲ့ဖိနှိပ်မှုတွေကြောင့်နိုင်ငံရေးကျင်းသားတွေအသက်ဆုံးရှုံးနေရတဲ့ဖြစ်စဉ်တွေရှိနေကြောင်းလဲဦးနေဖုံလက်ကပြောပါရယ်။ ဆလဘီပုံတန်ခံနိုင်တဲ့မြေအောက်စေယုံတွေအန်ယူဂျီဆောင်းလုပ်ပြီးစေအုပ်စုကစေယုံတွေပုံချင်းနေလို့ပြည်သူကိုကုသပေးနိုင်ဖို့မြေအောက်စေယုံဆောက်တာလို့အန်ယူဂျီပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစေအုပ်စုကစေယုံစည်းကမ်းတွေကိုတိုင်လင်းရင်နဲ့ပုံချင်းနေတာကြောင့်ပြည်သူတွေပါစေဝါကုသပေးနိုင်ရင်မြေအောက်စေယုံတွေစတင်ဆောက်လုပ်နေကြပြီလို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်။လက်ရှိချိန်မှာပုံတန်ခံမြေအောက်စေယုံချုပ်ကိုစတင်ဆောက်လုပ်နေပြီဖြစ်ကြောင်းလည်းအတိအပြေပြော ကြားလိုပါတယ်။ NUG ထိန်းချုပ်နယ်မြေမှာမြေအောက်စေးရုံတွင်စတင်ဆောင်လုပ်နေကြပြီလို့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်73မြန်ဆောင်2025မှာဦးနေဖုံလက်ကထည့်သွင်းပြောကြားခဲ့တာပါ။အတန်းဖတ်စင်အောင်စုကစတင်ချောင်းတွေကိုတာမကစေးရုံတွေစည်းကမ်းတွေနဲ့ပြတ်မှတ်ထားတိုက်ခိုက်နေတာကြောင့်အမျိုးသားညီညွတ်ရေးအစိုးရဂျမ်းမိုင်ဝန်ကြီးဌာနအနေနဲ့လည်းပြည်သူလူထုကိုလုံခြုံစွာနဲ့ဂျမ်းမိုင်ဆောင်ရှောက်မှုတွေပြီးနိုင်ဖို့အတွက်ပုံကျဲတန်းခံနိုင်တဲ့မြေအောက်စေးရုံစည်းကမ်းတွေစောင့်လုပ်နိုင်ဖို့ကိုစူးစမ်းဆောင်ရွက်လျက်ရှိနေလို့ဦးနေဖုံလက်က ပြီးခဲ့တဲ့စနစ်မြင့်ဆောင်2025သတင်းစကားပြောကြားခြင်းအစီအစဉ်မှာပြောပါတယ်အန်ယူဂျီအနေနဲ့မြေအောင်စင်းရုံခုနှစ်ရုံတာမမဟုတ်ရှိယုံဒီစားလုံးနိုင်ဖို့ရှာတာဆောင်ရွက်နေပြီးလက်ရှိမှာစင်းယုံကူစတင်စားလုံးနေတယ်လို့လည်း NUG နဲ့နှိစက်တဲ့သတင်းအရင်းမြစ်တောင်းကပြောပါရယ်မင်းအောင်လိုင်းဦးဆောင်တဲ့စင်းယုံစုကမြေပြင်စစ်ပွဲတွေမှာရှုံးနေနိုင်နိုင်ငံတော်လေးချောင်းဖုံးကျဲနေတာဖြစ်ပြီးစင်းယုံတွေစေးပေးကန်းတွေကိုပါပြတ်မှတ်ထားပြီးပုံကျဲတိုက်ခိုက်နေတာလို့ NUG ကထုတ်ပြန်ပါရယ် စင်အောင်စုကအဲ့ဒီလိုစင်ယုံစီကံတွေပြတ်မှတ်ထားပုံကျင်းနေလို့ NUG စိုးမိုးထိန်ချုပ်နေမြေတွင်ပါပြည်သူလူထုကိုဘေးကင်းနဲ့ကျန်းမာရေးဆောင်ရှားမှုတွေပေးနိုင်ဖို့ Safe Hospital Safe Healthcare Campaign ကို NUG ကပြုလုပ်ခဲ့ပါတယ်။မေလ24ရက်ကနေဇွန်လ30ရက်ထိပြုလုပ်ခဲ့တဲ့အဲ့ဒီ Safe Hospital Safe Healthcare Campaign ကနေ American Dollar 4သိန်းရရှိဖို့မျှော်မှန်းထားပေမယ့်ပြည်သူရင်းရဲ့ပါဝင်ထောက်ပံ့မှုကြောင့်ဒေါ်လာ6သိန်းကျော် ညော်မှန်းချက်ရဲ့152ရာခိုင်နှုန်းဒီညော်မှန်းပမာဏအထိကျွလွန်ခဲ့ကျော်လွန်ခဲ့ပြီးရရှိခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနကအတည်ပြုပါတယ် ီကမ်ပိန်းကရည်မှန်းထားတာပမာဏတန်များစွာကြုံလွန်ရရှိခဲ့ပါတယ်ဒီအတွက်ပါဝင်ခဲ့ကြသူတအုပ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်တယ်လို့ဦးနေဖုံလက်ကပြောပါတယ်ဆေအိုစုကစကိုင်းငလင်းလှုပ်ခတ်ခဲ့တဲ့မလ28ရက်ကနေဇွန်လ29ရက်တွင်၃လတာအတွင်းငလင်းဗဟိုချက်ဖြစ်ခဲ့တဲ့စကိုင်းတိုင်းနဲ့မန္တလေးတိုင်းပါဝင်နိုင်ငံတော်အကိုလိန်ချောင်းပုံချေတက်ခိုင်မှု683ကြိမ်ကျူးလွန်ခဲ့ရာကလေးတငယ်ပါဝင်အရက်သားပြည်သူ932ဦးသေဆုံးခဲ့ပြီး1186ဦးဒဏ်ရာရရှိကောင်ဆေးရုံစင်ကန်နဲ့စာတင်ကြ ောင်းတွေအပါအဝင်အိုးအိမ်အဆောက်အအုံများပြားပြင်ဆင်ခဲ့တယ်လို့ NUG ရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ မေလတလတာတွင်မှာပဲနိုင်ငံတော်စင်ယုံစင်ကန်6ခုကိုစေအုပ်စုကပြစ်မှတ်ထားပုံကျင်ခဲ့ပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့ညွန်ပေါင်းအစိုးရတဲ့ဖွဲ့စည်းနိုင်မှုအတွက်ထိုင်းဝန်ကြီးချုပ်ဂျေဇူးစကားဆိုပြီးဖုန်းအသံဖိုင်းပေါက်ကြားမှုနောက်ဆက်တွင်တရားရင်ရာဖြေရှင်းရနိုင်ခြေတွင်မြင့်တက်လာနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ Conservative အင်အားစုတွေနှုတ်ထွက်သွားပြီးရဲ့နောက်ထိုင်းညွန်ပေါင်းအစိုးရကိုအသစ်ပြန်လဲဖွဲ့စည်းနိုင်ခဲ့တဲ့အတွက်ထောက်ခံကူညီတဲ့နိုင်ငံရေးစုဖွဲ့အသီးသီးကိုဂျေဇူးတင်ကြောင်းဝန်ကြီးချုပ်ဖေတောင်တန်ရှင်နာဝတ်ကပြောပါရတယ်။တခြားတစ်ဖက်မှာတော့သူဟာကမ ောရီးယားဝန်ကြီးချုပ်အဟွန်ဆန်းနဲ့ဖုန်းပြောထားတဲ့အတန်ဖိုင်ပေါက်ကြားမှုကိုအကြောင်းပြုပြီးတရားဥပဒေအရစိန်ခေါ်ဖြေရှင်းရနိုင်ခြင်းတွေတိုးလာနေပါတယ်။ဟွန်ဆန်းနဲ့ဖုန်းပြောထားတဲ့အထဲမှာဖီတောင်တန်ဟာတိုင်းစစ်တပ်ကိုပုတ်ခတ်ပြီးတိုက်ခါချတာမျိုးတွေပြောထားမိပြီးအဲ့ဒီအတန်ဖိုင်ပေါက်ကြားလာတဲ့နောက်သူဦးဆောင်တဲ့ညွန်ပေါင်းဆိုရတဲ့ကနေ conservative တွေနှုတ်ထွက်သွားပါတယ်။အကျိုးဆက်အပြင်ညွန်ပေါင်းဆိုရပြိုကွဲလူနေပါတီရင်ရင်သွားခဲ့ပြီးမြေဖီတောင်တန်ဟာလက်ကျန်စုဖွဲ့တွေကိုစီယုံပြီးအစိုးရတက်ကိုပြင်ဆင်ဖွင့်ဆင်းနေတာပါ။ဇူလိုင်လတည့်ရက်နေ့မှာတရားဝင်ကြေညာတဲ့ အစိုးရဖွဲ့ထဲမှာတော့ဖေတောင်တန်ဟာဝင်ကြီးချုပ်ဖြစ်တာမကပဲရှင်ကျေးမှုဝင်ကြီးနေရာကိုပါတွဲပတ်တာဝန်ယူထားတာတွေ့ရပါတယ်။တိုင်းပြည်ကအတိမတ်ပြုလိုက်တဲ့အစိုးရတစ်ထဲမှာတော့ကာကွယ်ဝင်ကြီးဖုန်တန်ဝီချားလာချိုင်းကိုပြည်ထောင်ဝင်ကြီးနေရာပြောင်းလဲခတ်အတာပါဝင်ထင်ရှားတဲ့အပြောင်းလဲတွေရှိခဲ့ပါတယ်။ တောင်ဝင်းဘိန်းနဲ့အတူအစိုးရအသစ်ကိုအောင်အောင်မြင်မြင်ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက်ကုညီပီးသူအားလုံးကိုကျေးဇူးတင်တယ်လို့ဖေထောင်တန်ကဆိုပါတယ်။အစိုးရဖွဲ့သိရဲ့မဟာဗျူဟာရှိမှန်းချက်တွေနဲ့ပတ်သက်ပြီးမေးတဲ့အခါစောင့်ကြည့်ကြဖို့ပဲသူကပြောပါတယ်။အစိုးရဖွဲ့တဲ့ထဲမှာကာကွယ်ဝင်ကြီးနေရာလက်လက်နေပြီးထိုင်းတောင်ဝင်းစစ်တပ်ရဲ့အကြီးအကဲဟောင်းဘုတ်ချုပ်ကြီး ချာလ်မန်ပိုဆရီစာဝတ်ကတာဝန်ယူလိမ့်မယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီကိစ္စကိုသတင်းတောက်တွေကမေးမြန်းတဲ့အခါဖေချောင်တန်ကဗမာချက်မှမပေးလို့တင်းချောင်ပြုံးရင်ရင်နဲ့တုံ့ပြန်သွားခဲ့ပါတယ်။လော်လော်ဆယ်မှာကာကွယ်ရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးကလက်ဟမှုမရှိဘဲကောင်းကောင်းတာဝန်ယူအလုံးလုပ်ပြီးနေရလို့ဖေချောင်တန်ကဆိုပါတယ်။ Conservative တွေမပါဘဲညွန်ပေါင်းစုရကိုပြန်လဲဖွဲ့စည်းနိုင်ခဲ့ခြင်းကဖေချောင်တန်အတွက်အကျပ်တဲကာလမှာအထိုင်လျောက်အသက်ရှူချောင်စရာဖြစ်လာပါတယ်။ဒါပေမဲ့တခြားတစ်ဖက်မှာလည်းဖုန်းတန်ပိုင်းပေါက်ကြားမှုနဲ့ဆက်ဆက်လို့ ိုင်ငံရေးဖီအာတွေတိုးလာတာကိုဝန်ကြီးချုပ်ကရှင်းဆိုင်နေရဆဲဖြစ်တယ်လို့အခြေခံဥပဒေခုံရုံးကလည်းအဲ့ဒီကိစ္စကိုအရေးယူစစ်ဆေးဖို့တင်မတင်စဉ်းစားနေပါတယ်။ဝန်ကြီးချုပ်ကဟွန်ဆန်းနဲ့ဖုန်းပြောခဲ့ရမှာနိုင်ငံလုံးချုပ်ရင်းကိုထိပါစေတဲ့တီဥပဒေချုပ်ဖောက်မှုတွေရှိခဲ့ကြောင်းထက်လွတ်တော်မှ36ကဆဆွဲပြီးဖေတောင်တန်ကိုရှာလူကနေထုတ်ပယ်ဖို့အခြေခံဥပဒေခုံရုံးစီတင်ပြတောင်းဆိုထားပါတယ်။ခုံရုံးရဲ့တာဝန်ရှိသူတွေကအဲ့ဒီအဆိုပြုချက်နဲ့ပတ်သက်လို့ဇူလိုင်လတရနေ့မှာစည်းဝေးတွေ့ဆုံခဲ့ပါတယ်။ဖေတောင်တန်ကသူ့ရဲ့အမအတွက်ဝန်ခံတောင်းပန်ထားတယ်လို့စစ်တပ်နဲ့လည်းရေ င်ကြားစီနိုင်ဖို့အပတ်တကုတ်ကြိုးစားနေပါတယ်။ဒါပေမဲ့ conservative တွေနှုတ်ထွက်သွားတဲ့နောက်ဖီတောင်တန်ရဲ့ညွန့်ပေါင်းဆိုရကလွတ်တော်ထဲမှာအင်အားအနည်းချင်းလောက်သာသာစီးရတဲ့အခြေအနေမျိုးဖြစ်ပြီးနောက်ထပ်ပါတီတစ်ခုခုနှုတ်ထွက်ယုံနဲ့ပြိုလဲသွားနိုင်ပါတယ်။တခြားတစ်ဖက်ကတော့အစိုးရစီကနေလမ်းခွဲထားတဲ့ conservative တွေကဝင်ကြီးချုပ်ကိုယုံကြည်မရှိအစိုးတင်ပြီးဖယ်ရှားဖို့လှုံ့ဆော်သွားမှာဖြစ်ကြောင်းကြေညာထားပါတယ်။ ဥပဒေကြောင်းအရပြဿနာတက်နေတာကဖေတောင်တန်တူရဲတင်မကပဲသူရဲ့ဖခင်တိုင်းဝင်ကြီးချုပ်အောင်သက်စင်ရှင်နာဝတ်လည်းပါဝင်ဖြစ်ပါတယ်။သက်စင်ကတိုင်းပြည်ကိုစော်ကားပုတ်ခတ်မှုတွေအတွက်အခုတရင်ဘက်ကစလို့ကြားနာစစ်ဆေးမှုတစ်ခုကိုကြုံရမှာပါ။ဇူလိုင်လ၁ရက်နေ့ကတိုင်းရဲ့ရာဇဝတ်ကုန်ရုံးဟာသက်စင်အနေနဲ့ရာဇဝတ်ရာဇသက်ကြီးပုံမှန်၁၁၀နဲ့ ကွန်ပျူတာရာဇဝတ်မှုဆိုင်ရာအဥပဒေကိုချိုးဖောက်ခဲ့သလားဆိုတာကိုအဖွင့်ကြားနာမှုစတင်ခဲ့ပါတယ်။2015ရုံးကသက်စင်ဟာတောင်ကိုရီးယားမီဒီယာတစ်ခုနဲ့အင်တာဗျူးမှာတိုင်းပြင်ကိုပုတ်ခတ်ဝေဖန်ထားတယ်ဆိုတဲ့ဆွဆွဲချက်ကိုအခြေပြုပြီးကြားနာမှုလုံဆောင်နေတာပါ။လောလောဆယ်တော့အမှုအတွက်အာမခံရထားတဲ့သက်စင်ဟာသူဟာဘာပြစ်မှကျူးလို့မထားဘူးလို့ကာကွယ်ညင်းဆိုထားကြောင်းတတိမဖော်ပြပါရှိပါရဲ့ရှင်။